အသက်အရွယ်ငယ်တဲ့လူပဲဖြစ်ဖြစ်ကြီးတဲ့လူပဲဖြစ်ဖြစ်အလှပကိုသူတို့စိတ်ဝင်စားတဲ့အတွက်သူတို့ရဲ့မျက်နှာလှပရေးပေါ့နော်ဒါကိုအဓိကရွေးဆိုင်ပြီးတော့ပြင်ဆင်လေးရှိပါတယ်အဲ့လိုပြင်ဆင်တဲ့ဟာကိုအင်္ဂလိပ်လိုအဖြစ် aesthetic ဟောပါတယ်ဆရာဝန်တယောက်နေနဲ့ခွဲလာတဲ့ဆိုင်တော့ဒီ aesthetic ဆိုတဲ့အလှပြင်တဲ့ပညာကိုတင်ထားတဲ့သူတွေကလာရင်ပို့ပြီးတော့ခွဲစိတ်ကူတာလာပို့ပြီးတော့ကောင်းတဲ့သဘောရှိပါတယ်အဲ့တော့ ဖွဲ့စည်းဥဒ aesthetic လုပ်ငန်းတွေကိုလုပ်နေတဲ့လူတွေနေနေကတရားဝင်လှူရှားမယ်ဆိုလို့ရှိရင်တော့အဲ့လိုတာကြောင်းနဲ့ဆရာအောင် ရှိဖို့လိုပါတယ်အဲတာကြောင်းနဲ့ဆရာအောင်မရှိဘဲနဲ့ခွဲစိတ်ကုသမယ်ဆိုရင်တော့ခွဲစိတ်ကုသတို့ရဲ့တောင်းပဲဖြစ်ပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ပုံနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner. နော် aesthetic ဆိုတာအလှပြင်တာပဲအဲဒီကိုရေးအလှပြင်တာပေါ့နော်ဘာမှလို့ပြောရင်တော့ဒီကိုရေးအလှပြင်တာပဲအဲ့တော့ဒီကိုရေးအလှပြင်တယ်ဆိုတော့ဒီကိုကိုယ်ကမှရှိတဲ့နေရာအစုံ အလှပြင်လို့ရတာပေါ့နော်မျိုးစုံလို့လို့ရအဲ့တော့အဲ့လိုလုပ်တဲ့အခါမှာအာဒီ aesthetic နဲ့ပတ်သက်တဲ့ဟာကို ဟိုခွဲစိတ်ပညာတည်ကြရှိပါတယ်နော်ခွဲစိတ်ပညာတည်ကြရှိတဲ့တွေ့အဲဆရာဝန်ပညာသင်ပြီးမှအဲ့ဒီခွဲစိတ်ပညာကိုတဆင့်ထပ်ပြီးတော့သင်ရပါတယ်အဲ့လိုပြင်ထားတဲ့တဆင့်သင်ထားတဲ့ပုံကိုယ်တွေဖွင့်လှစ်ထားတဲ့ခြေခံများပေါ့လေဆိုတော့ပဘုတ်တင်တကယ်ရှိပြီးတော့နော်ပညာတကယ်တက်ပြီးသားပကြွမ်းပြီးသားပုံကိုယ်တွေနဲ့ခွဲစိတ်ကုသမှုကတော့ဒါကတော့ အမှန်ဆုံးဖြစ်သွားတယ်ဒီနေ့မှလည်းဟလာကြည့်တဲ့တော်ရအစဟလာဆေးအောင်ရိုးရိုးခွင်းလဲဘယ်ခွဲပြီးကလေးမွေးလို့ရတာပဲဆိုတော့ဒါဘေးဆေးအောင်ရဲ့ basic ပညာလေးမှပါတာဘူးသို့သောတော်တော်များများတော့ဟလာတပါမီရဆေးအောင်ကြီးနေမှာပဲခွဲပြီးတော့ဘယ်ခွဲမွေးပြီးကလေးမွေးကြပါဆိုတော့ဘိုးကတော့ပညာအဆင့်မြင့်ရင်မြင့်တယ်လို့ဟိုခွဲစိတ်ကုသမှုကိုပို့ပြီးတော့ယုံကြည်တဲ့သဘောရှိပါတယ် အလားတူပါပဲ aesthetic ကလည်းအတူတူပါပဲဒီတာမန်ဆရာဝန်တယောက်နေလည်းပဲသူ့ရဲ့အဲခွဲစိတ်ပညာ lesson ကြောင့်လို့သူလည်းပဲလုံးလို့ရတယ်လို့ပြောနိုင်မှာသူသူကလုံးတဲ့အတွေ့အကြုံကတော့ရှိရဖို့လိုပါတယ်အတွေ့အကြုံရှိဘဲနဲ့တော့သူလုံးလို့မရဘူးအတွေ့အကြုံကအရေးကြီးပါတယ်နောက်ပြီးတော့တခါဒီခွဲစိတ်ကုသတဲ့အခါမှာခွဲစိတ်တဲ့လူရဲ့လက်ပေါ့လေနော်ခွဲစိတ်တဲ့အခါမှာ ဒီလူရဲ့အဲခန္ဓာဘီကဟိုကိုကြွားပါတယ်ဘယ်နေရာမှာအရေပြားဘယ်လိုခွဲရင်ဘယ်နေရာမှာသွေးမထွက်ဘူးဘယ်နေရာမှာသွေးထွက်တယ်ဘယ်နေရာမှာကြောရှိတယ်အဲဆိုရဲဟာရမျိုးစုံအဲလူရဲ့ခန္ဓာကိုခန္ဓာဘီရာကိုအထူးဖြင့်မျက်နှာဆိုတဲ့မျက်နှာရဲ့ခန္ဓာဘီရာကိုကောင်းကောင်းနားလည်ဖို့သဘောပေါက်ဖို့လိုပါတယ်။ဒါဆိုတော့ तू ကခွဲကျင်တာပေါ့။သူ့တောင်းဖြစ်သွားပြီ။အမားရှိရင် तू ပဲအရင်စာခံရမှာပေါ့။နော်။ဘာလို့ဆိုတော့ အမရှင် तू ကသူ့မျက်နှာအရင်မှားပါလေเนาะပြီးတော့မှခွဲတဲ့လူကပြဿနာဆိုဖြစ်လာမှာအဲ့တော့ခွဲတဲ့လူကိုအပြစ်တင်လာတဲ့ခွဲမဲ့လူကစနစ်တကျစုံစမ်းစစ်ဆေးပြီးမှ လုပ်လို့ရှင်တော့ပိုကောင်းတယ်လို့ဆရာနေတိုက်တွန်းလို့ပါတယ်အဲ့လိုမျိုးခွဲစိတ်နေနေမှာလေသူ့ဆိုဆရာမဟုတ်ပဲဘယ်နဲ့ပေါ့နော်ဒီအလားပြင်းတဲ့ဆရာမတွေကစိတ်ကြီးရမျိုးရှိနော်။ဒီဇက်ဆူဆူလေးတွေကိုကြည့်လိုက်။ပြောစရာမလိုတော့ဘူးလေ။ ဆရာအောင်မလုပ်လို့ရတဲ့ကိစ္စကိုဆရာအောင်မဟုတ်တယ်လို့လုပ်တယ်ဆိုတော့သင်းစားချို့ဟဲ့လားစိတ်ကူတဲ့အခါမှာဆရာအောင်ကစိတ်ကူတာနဲ့ဆရာအောင်မဟုတ်တယ်လို့စိတ်ကူတယ်နဲ့ဘယ်လိုဘယ်လိုသဘောထားလဲဟဲ့လားတော့မှကူတဲ့လူကဘာပြောလဲဆရာအောင်မဟုတ်တဲ့လူကဘာခေါ်လဲတရားဝင် ပြုတ်တာမရှိပြုတ်လာတာမရှိဘူးနော်စေကူသားမှုပတ်သက်လာရင် license ပေးတာမြန်မာနိုင်ငံစေကောင်စီပဲရှိတယ်။အဲတော့မြန်မာနိုင်ငံစေကောင်စီကနေပြီးတော့လက်မမရဘဲနဲ့စေကူနေရဆိုရင် လုပ်လို့မရတူနာပြုအလုပ်လုပ်မယ်ဆိုရင်တူနာပြုကောင်းစီတူနာပြုခွဲစီကြမှာခွဲစီမလို့မရတူနာပြုဆရာမှာနော်တူနာပြုကတူနာပြုပဲလေခွဲစီဖို့မပါဘူးအဲ့တော့တူနာပြုဆရာမှာခွဲစီနေရင်ဒါတူနာပြုဟုတ်တော့တူနာပြုကောင်းစီကပေးတဲ့တူနာပြုလက်မှတ်ရသည့်တိုင်အောင်ခွဲစီတဲ့လုံငါလုပ်လို့မရဘူးနော်အဲ့လိုမျိုးရှိတယ်အလားတူပဲအဲဓမ္မရိုက်တဲ့လူကဓမ္မ ။ဓမ္မရိုက်ဖို့ပဲသူကဖွဲ့ယူတာလားဘောနော်။အဲတခွဲကစစ်တဲ့လူတွေကလည်းဓမ္မတခွဲကသူစေတနာတခွဲကလုပ်ငန်းလုပ်ဖို့ပဲလက်မှတ်ယူထားတာလေ။အဲသူတို့မှာစေကုသဝင်ဆိုတာမပါဘူးလေ။နော်။စေကုသဝင်လူရဲ့စေစေဝါနဲ့ပတ်သက်ပြီးတော့ကုသတဲ့လုပ်ငန်းတွေမြန်မာနိုင်ငံစေကောင်းစီတခုပဲရှိပါတယ်။အဲတော့စေကောင်းစီလက်မှတ်မပါဘဲနဲ့ဆရာဝန်လက်မှတ်မပါဘဲနဲ့လက်မှတ်မရဘဲနဲ့ပေါ့ ဘယ်မှာမရပဲနဲ့စီကူတာနေမယ်ဆိုတော့ဒါခုနကရန်ကုန်ပါပဲဆေးအောင်မိုးနဲ့လှုပ်လေဆိုတဲ့သဘောကတော့ဆေးအောင်လှုပ်လာတော့မှပဲမှားနိုင်သေးတယ်ဆေးအောင်မိုးပဲနဲ့လှုပ်တဲ့လူကထိုးရဆိုတော့ပို့ပြီးမှားနိုင်တာပေါ့သဘောဝိုင်းမျက်နှာရဲ့အနေထားမျက်နှာမှာရှိတဲ့တွေ့ကြောဘယ်နေရာမှာဘာဘာတွေ့ကြောရှိပြီးတော့ဘယ်နေရာထိုးရင်ဘလို့ထိခဲ့တယ်ဆိုတော့ဟိုဟိုဆေးအောင်ပညာတင်တဲ့လူကသိပြီပဲလို့ဆေးအောင်ပညာမရှိတဲ့လူကတော့တင် င်ထားမှုတဲ့အတွက်အခက်အခဲရှိမှာပဲတကယ် aesthetic center ပေါ့လေဆိုတာအတူငါပြုတဲ့ center နိုင်ငံတော်ကအတူငါပြုတဲ့ဆေးကမ်းအနေနဲ့ဖွင့်လှစ်ပြီးတော့လုပ်နိုင်တဲ့ center အဲ့ဒီ center တွေမှာပဲတွားပြီးပြုတင်နေနော်ဆေးကမ်းအနေနဲ့ဖွင့်ပါအောင်တွေ့လူနာရဲ့လူနာကုသမှုပါလာတဲ့အတွက်ဒါကုသတာပဲ ဟိုတချို့ကပြောလူနာမဟုတ်ဘူးကျမမျက်နှာပြင်နေတာလေမျက်နှာပြင်နေတာလေအလှပပြင်နေတာဆိုမဲ့လို့သူကလူဟိုနော်ရှင်းထုံးမယ်ရှင်းတယ်မယ်ခွဲစီရမယ်ဆိုရင်ဒါစိတ်ကူတဲ့လုပ်ငန်းဖြစ်သွားအဲ့တော့အဲ့လိုစိတ်ကူတဲ့လုပ်ငန်းကြီးကိုယ်ဝန်စီကန်းဆိုရဲဥရီနဲ့ညှိစွန့်နေတဲ့အတွက်ကိုယ်ဝန်စီကန်းဥရီရဖွင့်နေထားတဲ့ accident center အမှန်ပါပဲတက်ကြွတဲ့ဆရာဝန်လည်း ပါရှိတဲ့သင်္นานပေးပြီးသားဖြစ်တဲ့အဲ့သင်္นานနဲ့တက်ပြီးသားဖြစ်ရမယ်အဲ့သင်္นานတက်ပြီးသားတက်ကျွမ်းတဲ့ပုံပုံနဲ့လောက်တာလေလူတွေအတွက်အဲပို့ပြီးတော့ကောင်းပါတယ်အဲ့အန္တရာယ်လည်းရှင်းမယ်အဲမဟုတ်တဲ့ပုံစံတွေလည်းမဖြစ်သွားဘူးပေါ့နော်အဲ့ဒါကြောင့်အရေးကြီးတာလုံမဲ့လူကပထမတောင်းလုံတဲ့လူကဒုတိယတောင်းမှားလိုက်ရင်တော့နှစ်ယောက်ဆုံးတောင်းမှာပေါ့နော်အဲ့လိုရှိပါတယ်နော်